channel ပေါ့လုံးဝသုံးသက်ချက်ကနေမှာပြန်လဲကြိုဆိုနိုင်ပါတယ်ခင်ဗျာဟုတ်ကဲ့ကျွန်တော်တို့ဒီနေ့ super sunday မှာတော့ကျွန်တော်တို့ပွဲစဉ်တွေအများကြီးရှိတယ်ပေါ့နော်ဒီနေ့ပွဲစဉ်တွေကိုသုံးသက်ပြပါဖြစ်ပါတယ်ခင်ဗျာပထမဆုံးအနေနဲ့ကျွန်တော်တို့ England Premier League ပွဲစဉ်တစ်ခုဖြစ်တဲ့ကျွန်တော် Chelsea ပွဲပေါ့နော် Newcastle နဲ့ Chelsea တဲ့ပွဲမှာ Ancient Newcastle ရာနေပြီးတော့ level 50ရှုံးကိုအောင်ကြီးကကျွန်တော်တို့ 3T ဆိုပြီးတော့ပြီးထားတာတွေ့တယ်ပေါ့နော်ဒီနေ့ပြရတော့ကျွန်တော်တို့ Champion League ဝင်ပွဲအတွက်ကိုရုန်းကန်ရမယ်အတင်းအတင်းဖြစ်တဲ့အမှတ်ကပဲကျွန်တော်တို့ တော့ပထမကျောင်းတော့2-1နဲ့ Chelsea ကနိုင်ထားပြီးတော့တလုံးကို50စာနဲ့ကျွန်တော်ကြီးကိုပြီးခဲ့တယ်ပေါ့နော်အခုကျွန်တော်တို့ Chelsea ကပြန်ပြီးရမယ်ကြီးကိုမပြီးဘဲနဲ့ကျွန်တော်တို့ Asian Newcastle ကနေပြီးတော့ level 50ဆိုတဲ့ကြီးကိုပြီးထားတာတွေ့တယ်ပေါ့နော် Newcastle ကတော့ကျွန်တော်တို့အိမ်ကွင်းဖောင်တွေကတော်လေးကောင်းတယ်အိမ်ကွင်းနောက်ဆုံး5ပွဲမှာ4ပွဲနိုင်ပြီးတပွဲပဲသေးကြထားတာရှိတယ်ပေါ့နော် Chelsea ကတော့လက်ရှိမှာကျွန်တော်5ပွဲဆက်နိုင်ထားတယ်လက်ရှိမှာသူလည်းကျွန်တော်တို့ဖောင်လေးနဲ့ကောင်းနေတာတွေ့တယ်ပေါ့เนาะဆိုတော့အဲချက်စီဘက်ကနေပြီးတော့ကြီးပွင့်ရမှာဟုတ်ချက်စီကြီးမပွင့်ဘူး အဲကျွန်တော်အနေနဲ့ကတော့ Asian Newcastle ကိုပဲကြိုက်ပါတယ်ဗျာနောက်တစ်ခွဲတော့ကျွန်တော်တို့ဒီ Forest နဲ့ကျွန်တော်တို့ Leicester နဲ့ပွဲမှာတော့တော့ဒီမှာတော့ Asian Forest ကနေပြီးတော့တလုံးပေါင်း80ရှုံးကိုပေါင်းကြီးက 3D ဆိုပြီးပေးထားတာတွေ့ရပါတော့ပထမအကြော်တော့က13နဲ့ Forest ကကျွန်တော်နိုင်ထားတယ်အဲဒီမှာ level 50ရှုံးပဲပေါ့နော်အခုပြန်ပြရမယ့်ကြီးကတော့တော်တော်လေး Forest ကကြီးကပြင်းနေရဘူးတွေ့ရတယ်ဟတ်တူဖက်ရဒီချင်းမျိုး forest အနေနဲ့ပြီးခဲ့ဘူးတာမရှိဘူးเนาะလွှဲရှိမှာတော့ forest ကငါးဘွဲမှာတပွဲပဲနိုင်ထားတယ် forest ကတော့ကျွန်တော်တို့ founder တော့အောက်နေရပေါ့เนาะဆိုတော့ lester ကတော့ကျွန်တော်တို့ဘာမှမျှော်လင့်ချက်မရှိဘူး forest ကတော့ဒီဘွဲကိုနိုင်မှမဖြစ်မနေနိုင်မှဖြစ်မဲ့အနေထားဖြစ်တယ်ပေါ့เนาะလက်ရှိမှာ forest ရဲ့ကိုပေါင်းချီးသည်ကျွန်တော်တို့ဒါပုံမှန်ဖြစ်ပုံမှန်စီအရာကျွန်တော်တို့နှလုံးရှုံပေါ့เนาะကျွန်တော်တို့စပါးနဲ့ပွဲမှာတော့မှ3လုံး50စားပဲကျွန်တော်တို့ပြီးတာပေါ့เนาะအခုလက်ရှိမှာကျွန်တော်တို့ 3D ဆိုတဲ့ဈေးတန်းအတော်လေးကိုကိုပေါင်းစီရပြင်းနေတဲ့အတွက်ကြောင့်ကျွန်တော်တို့ဒါ Nottingham Forest ကိုပေါ့ဘူးပဲကျွန်တော်တို့ကြိုက်ပါခင်ဗျာနောက်တစ်ခုကတော့ကျွန်တော်တို့ Barcelona နဲ့ Real Madrid ပေါ့နော်အဲ့ဒီမှာတော့ကျွန်တော်တို့ Ancient Barcelona ကနေပြီးတော့တစ်လုံးကို80အစားကိုပေါင်းကြည့်ရကျွန်တော်တို့လေးလုံးကို60အစားဆိုပြီးတော့ပြီးထားတာတွေ့ရပေါ့နော်ဒီနှစ်သင်းကတော့ပထမအကြောကျွန်တော်တို့ Spain La Liga မှာ Z4 နဲ့ Barcelona အဝေးကွင်းကနေနိုင်ခဲ့တယ်အဲ့ဒီတော့ Real Madrid က level 100ဆိုပြီးတော့ဈေးတန်းကိုပြီးထားတယ်ပေါ့နော်ဆိုတော့ဒီနှစ်ကကျွန်တော်တို့ဒီနှစ်မှာကျွန်တော်တို့ဒီနှစ်သင်းဒီ၃ချိန်တွေ့ခဲ့တယ်ဆိုတော့ Barcelona မရှုံးခဲ့ဘူး Barcelona က မရှုံးခဲ့ဘူးပေါ့နော်သူ၃ချိန်လုံးဂိုးပေါ်ထားတာနေတွေ့တယ်ပေါ့နော်ဆိုတော့ဘာစီလိုနာဒီအိမ်ခွဲမှာ၁၅ပွဲဇက်ကိုရှုံးခွဲမရှိဘူးနောက်ပြီးတော့ကျွန်တော်တို့၄ပွဲပဲတည်ရင်ကြာလာတာတွေ့တယ်ပေါ့နော်ဆိုတော့ရီယယ်မထွက်ကတော့ကျွန်တော်တို့ပြီးကိုနေကျွန်တော်တို့တွေ့နေရတယ်ဒီဘက်မှာတော့ကျွန်တော်တို့အိမ်ရှင်ဘာစီလိုနာနဲ့ဂိုးပေါင်းအပေါ်ကြိုက်ပါလေဗျနောက်တစ်ခါတော့ကျွန်တော်စပိန်လာလီကာပွဲစဉ်တစ်ခုဖြစ်တယ်ကျွန်တော်တို့ဘီဘာအိုနဲ့အလာဘတ်နဲ့ပွဲမှာဒီမှာတော့ကျွန်တော်တို့ဘီဘာအိုကအဆင့်၄ပေါ့နော်အလာဘတ်ကတော့ကျွန်တော်တို့အဆင့်၁၀ကိုတန်းစင်းစုံကနေရုံးကန်နေရတဲ့အသင်း ဲ့ကျွန်တော်တို့ဘီဘာအိုကတော့ကျွန်တော်တို့ချန်ပီယံလိဂ်ဝင်ကွင်းတောက်ကိုရုန်းကန်နေရတဲ့အသင်းတစ်ခုဖြစ်တယ်။ဆိုတော့ဒီမှာတော့အရှင်ဘီဘာအိုက level ကို80ရှုံးကိုပေါင်းကြည့်ရနှလုံးကို30စားဆိုပြီးတော့ပေးထားတာတွေ့တယ်။ပထမကျတော့ဝမ်းဝမ်းနဲ့တည်ချခဲ့ပြီးတော့ဘီဘာအိုကဝေးခွင့်မှာ level 100ဆိုပြီးစေတန်းကိုပေးထားတယ်ပေါ့နော်။အဝေးခွင့်မှာတော့ level 100ပြီးခဲ့ရင်အိမ်ဝဲမှာပို့ပြီးတော့ ပေးတဲ့ခြေထပ်ကိုပုံများရမယ်ပေါ့နော်ဆိုတော့အခုကြီးရတော့ဒီပါဝကြီးကပြော့နေအောင်လည်းတွေ့တယ်ပြပါဘူးဒီအိမ်ခွဲမှာ level တရားပေးတိုင်းအလားဘက်ကိုနိုင်ထားတာမရှိဘူးပေါ့နော်လက်ရှိမှာလည်းဒီပါဝဒီနောက်ဆုံး၅ဘွဲမှာတပွဲပဲနိုင်ထားတာတွေ့ရဖောင်းအောင်နေတာလည်းတွေ့ရအလားဘက်ကတော့ကျွန်တော်တန်ဆင်ဆောင်တယ်မှာလက်ရှိမှာယုံနေတာလည်းတွေ့ရပေါ့နော်နောက်ဆုံးကန်ခဲ့တဲ့၅ဘွဲမှာလည်းရှုံးဘွဲမရှိဘူးကျွန်တော်ဒီဘွဲကတော့တည်ကြမယ်လို့ထင်တယ်အဝေးကွင်းအလားဘက်ကိုပဲကျွန်တော်တို့ကြိုက်တယ်ဗျာ နောက်တစ်ပွဲကတော့ကျွန်တော်အီတလီ CDA ကတိုရီနိုနဲ့အင်တာမီလန်ပွဲမှာပဲပေါ့နော်ဒီမှာတော့အဲ့တဲ့အင်တာမီလန်ကနေပြီးတော့တလုံးပုံ50စာကုန်းကြီးကနှလုံးကို80ရှုံးဆိုပြီးတော့ပေးထားတာတွေ့ရပေါ့နော်တိုရီနိုအတွက်ကတော့ဘာမှမျှော်လင့်ချက်မရှိဘူးပေါ့နော်အင်တာမီလန်ကတော့ကျွန်တော်ချန်ပီယံဖြစ်ဖို့အတွက်နာပိုလီကိုကျော်ရိုးအမှတ်ကိုမှီအောင်နိုင်နိုင်မှဖြစ်မယ်ပထမကျွန်တော်က3 2နဲ့အင်တာမီလန်နိုင်ထားပြီးတော့တလုံးကိုတလုံးရှုံးဆိုတဲ့ဈေးကိုပေးထားတဲ့အတွက်ကြောင့်အင်တာမီလန်ဒီလက်ရှိပေးထားတဲ့ဈေးဒီတော်တော်လေးဘိုဒီဈေးကကြီးရပြောင်းနေတာကိုတွေ့တယ်တိုရီနိုကတော့လက်ရှိမှာဖောင်လဲ မကောင်းဘူးပေါ့နော်အမှတ်လိုအပ်ချက်လည်းမရှိဘူးတော့ပြီးတော့ Inter Milan ဒီ Barcelona ကိုနိုင်ထားပြီးတော့ Champions League Final ကိုတက်ထားတဲ့အတင်းတင်းဒီကျွန်တော်တို့ဒီလိုဈေးကြီးရပြော့နေတဲ့တလုံးကို90စာတလုံးတွင်းရင်ကိုတဝက်စာမယ်အနေထားကြကျွန်တော်အနေနဲ့ဒီဈေးကိုမကြိုက်ဘူး Inter Milan ကိုလုံးဝမကြိုက်ဘူး Ancient Torino ကိုပဲကျွန်တော်တို့ဒါအရေးစွန်ပြီးတော့ ျွန်တော်တို့ကြိုက်ပါတယ်ဗျာနောက်တစ်ခွဲတော့ကျွန်တော်တို့ Italy City အရာပဲ Napoli နဲ့ Genoa နဲ့ပုံမှာ Ancient Napoli ကတလုံးကို95ရှုံးနဲ့ဂိုးပေါင်းကြီးရာကျွန်တော်တို့၃လုံးကို100စားပေါ့နော်ဒီနှစ်သိန်းကတော့ကျွန်တော်တို့အဲပထမကြောင်းတော့1 2နဲ့ကျွန်တော်တို့ Napoli ကနိုင်ထားပြီးတော့အဲဒီတော့တလုံးကို90စားဆိုတဲ့ကြီးကိုပေးထားတယ်အခုပြန်ပြီးရမယ်ကြီးရတဲ့ Napoli ဒီကြီးပြင်းနေတာကိုတွေ့ရတယ် Napoli ဒီကျွန်တော်တို့အဆင့်တက်ပေါ့နော်ဖလားရဖို့တကူတူနေနဲ့ရုံးကန်ရမယ် ဆိုတော့ဂျီနိုအာအတွက်ကတော့ဘာမှမျောလင်းချက်မရှိဘူးပေါ့နော်ဂျီနိုအာဒီလက်ရှိမှာဖောင်ကကျွန်တော်တို့မကောင်းဘူးပေါ့နော်ကျွန်တော်တို့အဝေးကွင်းနောက်ဆုံး၅ဘွဲ့မှာတပွဲပဲကျွန်တော်တို့တကူးပဲသွင်းထားတယ်ပေါ့နော်ပြရတယ်ပေါ့နော်ဆိုတော့နာပိုလီကတော့လက်ရှိမှာကျွန်တော်တို့နာပိုလီဒီကျွန်တော်တို့အဆင့်ဆက်ခွန်အမ်ပိုလီအတင်းကိုတလုံးကို90ရှုံးပြီးပြီးတော့3-0နဲ့နိုင်ခဲ့ဘူးတယ်ပေါ့နော်ဆိုတော့အခုအဆင့်ဆက်3ကဂျီနိုအာကိုကျွန်တော်တို့တလုံးရှုံးဆိုတဲ့ဈေး ေးထားတဲ့အတွက်ကြောင့်ဒီပွဲမှာနာပိုလီကိုချိန်တဲ့နာပိုလီကိုဖျက်နိုင်သွားမယ်လို့ထင်တယ်ဗျ။နောက်ဆုံးပွဲအနေနဲ့ကျွန်တော်တို့ဒီဂျာမန်ပေါ်တာလီကာပွဲစဉ်တစ်ခုဖြစ်တဲ့လေးပါးကုစင်းနဲ့ဒေါ်မုံပွဲပါမှာပေါ့နော်။ဒီမှာတော့အဝေးကွင်းဒေါ်မုံကလည်းပဲ30ရှုံးကိုပေါင်းကြီးက3လုံးကို30ရှုံးဆိုပြီးပေးထားတာတွေ့ရပေါ့နော်။လေးပါးကုစင်းကတော့အစင်ပွဲကတော့နိုင်နိုင်ရှုံးရှုံးတုတ်တက်မျောလင်းချက်မရှိဘူး။ဒေါ်မုံဘက်ကတော့ဒီကေကိုဒါနောက်ဆုံးကံပဲ ဒီပွဲပြီးရင်နောက်တစ်ပွဲပဲကြံတော့မယ်နော်ချန်ပီယံလိဝင်ခွင့်တက်ဖို့သူအနေနဲ့ရုံးကန်နေတယ်ရုံးနေတာလည်းတွေ့ရတယ်ပေါ့နော်ပထမကျတော့2 3နဲ့လေးပါးကိုစင်ကကျွန်တော်ဝေးခွင့်မှာနိုင်ထားတယ်အဲဒီတော့ level 100ဆိုပြီးတော့ပေးထားတယ်ပေါ့နော်အခုအိမ်ကွဲမှာအဲပေးတဲ့နဲ့ဈေးကျွန်တော်တို့မပေးထားတာလည်းတွေ့နေတယ်ဒေဂျေးဆိုပြီးဖြစ်နေတယ်ပေါ့နော်လေးပါးကိုစင်ကတော့အမှတ်မလိုတော့ဘူးကျွန်တော်တို့ထောင်ပေါင်းအတွက်ကတော့အရေးကြီးတယ်ကျွန်တော်တို့လက်ရှိမှာလည်းထောင်ပေါင်းဒီနောက်ဆုံး9ပွဲမှာ4ပွဲထိနိုင်ထားတယ်ဒီပွဲတည်ကြထားတယ်ပေါ့နော်ဆိုတော့အဲ ရှုံးလို့မရတော့တဲ့ကျွန်တော်ထော်မွန်ကိုပဲကြိုက်တယ်အဝေးခွင့်ထော်မွန်ပဲကျွန်တော်ရွေးပါတယ်ဗျာဟုတ်ကဲ့ပါဗျာဒီနေ့ကတော့ကျွန်တော်တို့ဒီလောက်ပါပဲကျွန်တော်ရဲ့ YouTube channel ကိုလည်း like and subscribe လေးနဲ့အားပေးခဲ့ကြပါဦးအားလုံးကိုလည်းကျေးဇူးတင်ပါတယ်အားလုံးပေးခင်ကြပါစေခင်ဗျာ